အချိန်မတန်သေးတော့ပါယိုဂရက်စ်ကပါလဲဆိုတော့ခုမြင်နေရပါပြီ။အားစင်းလဲယိုဂရက်စ်ကိုခေါ်လိုက်တော့ကပရီးမီယာလိကောင်းဆုံးတိုက်စစ်မှုလေးဖြစ်လာမယ်လေးပါလိနဲ့ဝိုင်းပြီးတော့မိုးတင်ကြပြီမယ်။၅ဘေးလောက်လေးဂိုးမသိနိုင်လို့ယိုဂရက်စ်ကိုပုတ်ပြဆိုပြီးဝိုင်းပြောကြပြန်ပါတယ်။နောက်ပြီးတော့အားစင်းလေတို့ဂျေမီသွားတယ်ဆိုပြီးပြောတဲ့သူတွေလည်းရှိပါတယ်။ဒီလိုဝေဖန်တဲ့လေးကိုကန်ကန်ရင်ဖြစ်တဲ့ယိုဂရက်စ်ကလည်းခံစားရမှာပါ။ဒါပေမဲ့သူကတော့ဘာမှမတုံ့ပြန်ပါဘူး။စကားတော့စိတ်ကုန်းပြအောင်ပြောတဲ့တဲ့ကစားသမားမျိုးမဟုတ်ပါဘူး။အလုံးနဲ့ပဲတက်တည်ပြခြင်းသူပါ။နောက်ပြီးတော့မနေ့တုန်းကလေသူပါလဲဆိုတော့တကောပါလုံးရှိမှတက်တည်ပြထားတဲ့အတွက်မလုံးနိုင်သေးသည့်တန်သူလုံးနိုင်တယ်ဆိုတော့ယိုဂရက်စ်နဲ့စိတ်တဲကလေတော်တော်လေးယုံကြည်ထားဖို့ရပါတယ်။ဒါကြောင့်ခုနောက်ပိုင်းဖွဲ့ဒီမှာယိုဂရက်စ်တော်တော် ော်လေးကိုရုံးကကစားလာတာတွေ့ရပါတယ်။ကိုရသည်ဖြစ်စီမရသည်ဖြစ်စီအာဆနယ်ပွဲကိုကြည့်လိုက်တဲ့အတိုင်းကွေးထဲမှာယူကရက်စ်ကြောက်မလေးပါဘူး။ pressing ကောင်းကောင်းလိုက်လို့ပါတယ်။နောက်ပြီးတော့သူ့ကိုပေးလိုက်တဲ့ဘောလုံးတွေကိုဆိုရင်ဘောလုံးမပြတ်တော့သူကအကောင်းဆုံးဆော့ပါတယ်။နောက်ပြီးတော့အတင်းသားတွေနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးကိုပိုင်ဆိုင်ထားပါတယ်။ဒီတော့ကိုရတဲ့အသားနဲ့ကိုမရဖြစ်သွားတာကိုကြည့်ပြီးတော့အတင်းသားတွေကလည်းသူ့အတွက်စီမံကောင်းဖြစ်ကြတယ်လို့သူ့ကိုလည်းအတော်လေးကူညီကြပါတယ်။ဒီလိုကနေယူကရက်စ်ကတပိပိနဲ့ဒိုးတာကအခုစနော်ဒီကိုနဲ့ UCL ဘောမှာလက်ကိုတောင်သွင်းနိုင်ခဲ့ပြီးပါပြီ။ဒါကြောင့်ယူကရက်စ်ကိုရှော့မတက်ထားပါနဲ့။သူကတော်တော်လေးကိုကောင်းမွန်နေနေထားမှရှိပါတယ်။နောက်ပြီးတော့သူ့လိုတိုက်စစ်မှုမျိုးကလည်းလက်လျှော့မဲ့တဲ့မှာမပါပါဘူး။အထိုင်မချသေးလို့သာရုံးကန် ရတဲ့ပုံစံမျိုးဖြစ်နေတာပါတကယ်ကောင်းရင်လက်လို့တော့မိမမဟုတ်ပါဘူးအခုပဲကြည့်ပါဒီဘိုးနဲ့ဘွယ်မှာယူကရက်စ်ကဂျင်းနဲ့ဂျက်တဲမှာကြီးဘိုးသွင်းပြထားတာပါဒီလိုနဲ့ကိုရီနဲ့တဲ့အထိုင်မချသေးပြီတောင်သူဘလောက်ရည်ချင်းရှိလဲဆိုတာကိုထင်သာမြင်ရမှာဖြစ်ပါတယ်နောက်ပြီးတော့အဒီတာကလည်းအာဂိုတီချင်းနဲ့ဈေးကြီးပေးဝယ်ထားတဲ့အတိုင်းပဲသူ့ကိုပွဲတန်းသုံးပါတယ်ခြေစွမ်းကောင်းကောင်းမကောင်းကောင်းသူရောက်လာပြီနောက်ပိုင်းမှာယူကရက်စ်ကပွဲတန်းကိုပွဲထုတ်ခွင့်ရပါတယ်ဒါကြောင့်ခန်ဟက်ဖစ်ဆန်ကပြန်ကောင်းလာရင်တော့မှသူ့ကိုကြိုပြီး first line အပြားဖို့ဆိုတော့မှဖြစ်နေပါဦးအဒီတာကသူ့ဘောအလောက်ဒီမျိုးလင်းထားတာပါနောက်ပြီးတော့ယူကရက်စ်အခုလိုရုန်းကန်နေရတဲ့အခြေအနေမျိုးမှာကြိုးစားပြီးတော့လိုက်ကစားတဲ့ပုံစံကလည်းတော်တော်ကြီးကျူဖို့ကောင်းပါတယ်ဒါကြောင့်ဒေတန်တိုက်စစ်မှုမျိုးဆိုရင်တော့အခုလိုလိုက်မကစားန 哎嘛，桂林嘛，被拦下流嘛嘛。 ဒါပေမဲ့ Yogares ကတော့ကျွတ်ကျွတ်စားစားနေပေတကွေးလုံးလက်ကစားပြီးတဲ့အတွက်ပရိသတ်တွေကဂိုးမသွင်းတဲ့တိတောင်အပြည့်မမြင်ရကြတာပါဒီလိုမဖြစ်ကြသည့်တောင်သူ့ကွေးထဲမှာလုပ်ပေးတဲ့မြရာတိုင်းကိုလက်ခုတ်တရားပေးကြပါတယ်နောက်ပြီးတော့သူကဂိုးတွေတဏ္ဍာနဲ့မသွင်းပြီးနိုင်တာကကွင်းလေဖန်နေရှိနေနေလေဆိုင်ပါတယ်ဦးဒီကတရားရနေရပြီး easy ကလည်းတိတ်ထိုင်မဲ့ကြသည်လို့ Yogares ဘလောက်တောင်ကောင်းလေကျွန်တော်တို့အနေနဲ့ယင်းတူကွေးမရသေးတာပါ Man City မှာဆိုရင် Haaland အခုလိုကောင်းလာရတာကဒီ brand လို condition ကြောင့်အများကြီးပါပါတယ်ဒါကြောင့် Arsenal ရဲ့ကွင်းလေတွေဘလောက်ကောင်းမလဲ Yogares ကလည်း LFT ကိုဂိုးတွေကြလာမှာပါနောက်ပြီးတော့ Yogares ကိုမရတာကိုပဲပြတ်မမြင်ပါနဲ့ Arsenal ရဲ့ကစားပုံကက Yogares တီထောက်ပြီးတော့ဆော့တဲ့ကစားပုံမျိုး ဟုတ်မနေပါဘူး။ဒါတာကုလိုသင်ကြီးတဲ့အတွက်မှာဇာဆောင်ပြထားပြီးသားအခြေအနေမျိုးပါပဲဖြစ်ဖြစ်အကောင်းဆုံးကြိုးစားပေးထားပါတယ်။ဒါကြောင့်အာဆင်ကစားသမားရဲ့တင်မှာယူကရက်ကချီးကျူးတဲ့ဆောင်ကစားသမားဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဝေဖန်ခံရခြင်းမှာအကောင်းဆုံးဖြစ်ခဲ့နေတဲ့ကြပါခြင်း။ယောဂန်နေရခြင်းမှာတော့တက်ဆန်သမားအကောင်းဆုံးကြိုးစားပေးနေလို့ပါပဲ။ဒါကြောင့်အခုလိုကြိုးစားသွားမယ်ဆိုရင်တချင်ကြရင်ယူကရက်ဆိုတော့ပါလေ။ဟာလဲလို့ရံပဲတင်တဲ့ကြောက်တဲ့ကစားသမားတူဒေတာဘော့ဖြစ်ကိုဖြစ်လာမှာပါ။စောင့်တာကြည့်နေလိုက်ပါ။